ားလုံးပဲမင်္ဂလာပါနော် ICA Computer Learning Page မှာပြန်လည်ကြိုဆိုပါရစေ။အခုလေ့လာရမယ့်တင်ခန်းစာကတော့ Flash Free လုပ်နေအကြောင်းပဲဖြစ်ပါတယ်။ Flash Free လုပ်ပွင့်ရန်အတွက်ဆိုလို့ရှိရင်အခုကျမတို့က Deep Vanilla Cake အဲဆိုရင်ကျမတို့က First Name နဲ့ Last Name ကိုခွဲချင်ပါတယ်။ဒါဆို Vanilla ကိုအရှိမရိုက်ထည့်တယ်။အဲ Last Name ကိုအနောက်မှာရိုက်ထည့်ရပါတော့ Chocolate Cake ဆိုရင် First Name ကိုအရှိမရိုက်ထည့်တယ်။ပေါ်တော့ Last Name ကိုအနောက်မှာရိုက်ထည့်ပါတယ်။ဒါဆိုလို့ရှိရင်ကျမတို့ကပေါ်တော့ Flash Free အဲလောလောဆယ်ဒီနှစ်ခု Slam Map ပြီးကျမတို့ Feeling လုပ်ကြည့်အောင်ပေါ့နော်။ Feeling လုပ်တဲ့အခါမှာ ါဆိုရင်အဆင်မပြေဘူးပေါ့နော်အဆင်မပြေပါဘူးဒါကိုလည်းကျမတို့ကဆွဲကြည့်ရခြင်းမှအဆင်မပြေဒါဆိုရင်ဘာနော် flash face ဆိုအဆင်ပြေအောင်ကျမတို့ဘယ်လိုလုပ်မလဲဆိုလို့ရှိရင်ကျမကဒီနာမည်နှလုံးကိုကျမကနေမယ်ကျမကဒီလိုမျိုး first name နေပဲတီတက်လို့ချင်တယ်ဒီဆဲမှာပြီးတခုချင်းရိုက်မနေချင်တော့ဘူးနော်ဒါဆိုရှင်ကျမကဒီဆဲကွက်တခုလုံးတို့လို့ရိုးရိုး slam မလိုက်ပါနဲ့ slam မလိုက်ပြီးတော့မှ data ကိုတွားမယ် data ကိုတွားမှဒီမှာ flash face ဆိုတာတွေးရမှာပဲဖြစ်တယ် flash face ကိုနေပေးလိုက်ပါ ဒါဆိုလို့ရှိရင်ဘာလို့ first name နဲ့အကုန်လုံးဝင်သွားမှာပဲဖြစ်ပါတယ်ခုဒီအနောက်ကဆဲကိုလည်းကျွန်မဒီအကုန်လုံးအဲ့လိုဆလတ်မလဲမယ်အေးဆမ်ပါနှစ်ခုလောက်ကတော့ရိုက်ရိုက်ထည့်ပေးရမှာပဲဖြစ်ပါတယ်ဒါဆိုရှင်အခုကအေးဆမ်ပါနှစ်ခုရိုက်ထည့်ပြီးပြီဆိုရင်ဒီဆက်ဒီဆက် table ကျွန်မဆက်လက်မလက်မယ် fresh view နေလိုက်မယ်ဒါဆိုလို့ရှိရင်ပေါ့နော်အမ်ဒီပေါ့နော် last name နေကုန်လုံးပေါ်လာမှာပဲဖြစ်ပါတယ်ကျွန်မဒါကိုကျွန်မဆက်လက် delete နေချင်မယ်ပေါ့နော်ပြီးရင် control e နဲ့ဆန်းနေချင်အောင်ပေါ့နော်ဒါဆက်လက်မှတ်ပြီးတော့မှ control e control e ကိုနှိပ်လိုက်ခြင်းအဖြစ်လဲဒါက flash ပြီးပါပဲပေါ့နော်ဒါ shortcut ပေါ့နော် flash ပြီးရဲ့ shortcut ကဟွန်း flash ပြီးရဲ့ shortcut က control e ပဲဖြစ်ပါတယ် control နဲ့ e ကိုတက်လိုက်တယ်နော်ဘလုံးဒီ chest လက်မှတ်မယ်ပြီးရင် control e ကိုနှိပ်လိုက်မယ်ဒါဆိုရှင်ရင်ပေါ့နော်ဒါလည်း flash ပြီးပဲဖြစ်ပါတယ်ကဲ mix လို့လဲဆန်းပြီးတော့မှလုပ်ကြည့်ပါနော်နားမရရှင်းလဲလဲပေါ့နော်ခမမှာရေးထားပြီးလို့ရပါတယ် flash ပြီးရဲ့ shortcut ကတော့ control control ctrl control နဲ့ဒီပဲဖြစ်ပါတယ်ဒီနှစ်ခုပေါ့နော်ကျမတို့ training လိုက်ချင်အဖြစ်လဲဒါ flash fill flash fill ပေါ့နော် flash fill ရဲ့ shocker key ပဲဖြစ်ပါတယ်ကဲအားလုံးကိုကျေးဇူးတင်ပါတယ်